တတိအကြောင်းတည်ကောင်းစရာတရားဒေသနာတော်တချို့တက္ကရာကမတွေမေးကြတယ်အရှင်ဘုရားမိတော်တို့လူပုဂ္ဂိုလ်တွေအနေနဲ့အဘိဓမ္မာတရားကိုသင်ကြားသင်သလားအဘိဓမ္မာတရားကိုသင်ဘာကျိုးရှိသလဲလို့ဒီလိုမေးကြတယ်အဘိဓမ္မာကို တိထားရင်တော့အကျိုးမရောက်ဘူးပေါ့ဝဲရယုံစမွေးဝဲအောင်ယုံအတွက်သာမဟုတ်ပဲနဲ့တကယ်တက်တည်နားလည်အောင်သင်ထားမယ်ဆိုရင်အကျိုးများပါလေအဘိဓမ္မာဆိုတာတတဝါတို့ရဲ့တန်တမာ ဖြစ်ပေါ်နေတဲ့တဘာဝတရားတွေကိုဟောကြားထားတာဖြစ်တယ် ဲ့တော့မိမိတို့တန်တန်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေထဲမှာကောင်းတဲ့သဘာဝတရားတွေရှိတယ်မကောင်းတဲ့သဘာဝတရားတွေရှိတယ်အဘိဓမ္မာတွေသိထားတဲ့အခါကျတော့အော်ဒါကတော့မကောင်းတဲ့တရားတွေအကုသို့ပေါ့နော်ဒါကတော့ကောင်းတဲ့တရားတွေကုသို့တရားတွေပေါ့ဒီတော့ဒါကအကုသို့ဒါကကုသို့လို့သိခွင့်ရမယ်ဆိုရင်အကုသို့ကိုခြောင်လို့ရတာပေါ့ တချို့သူတွေကအကုသိုလ်ကိုကုသိုလ်ထင်နေတာတွေရှိတယ်လေအကုသိုလ်အလုပ်တွေကိုကုသိုလ်လို့ထင်နေတာတွေရှိတယ်ဥပမာပေါ့နော်မြန်မာလူမျိုးတွေဖျားပွဲဆိုပြီးကျင်းပါတယ်ကထိန်ပွဲဆိုပြီးကျင်းပါတယ်ဂုံပြုပူဇော်ပွဲဆိုပြီးကျင်းပါတယ်ခေါင်းစဉ်ကတော့ကောင်းတယ်ပေါ့ဒါပေမဲ့ဖျားပွဲကျင်းပါတဲ့အခါမှာ ပျော်ပွဲခြင်းပွဲတွေထည့်သွင်းတာတွေရကြတော့ကုသိုလ်မဟုတ်တော့ဘူးလေအဲ့ဒါလောဘလို့ခေါ်တယ်ပေါ့လူစီကားအောင်လို့ပွဲတွေထည့်ကြတယ်ဇက်တွေအငိမ့်တွေထည့်ကြတယ်ကျိုးစတိတ်ဆိုးအဆိုးတွေလုပ်ကြတယ်အဲ့ဒါကြတော့ကုသိုလ်စိတ်မဟုတ်တော့ဘူးလေဒီအပေါ်မှာตาရနေတဲ့လောဘဖြစ်သွားပြီပေါ့အတိမ်ပွဲတို့ဂုံမြူပူဇော်ပွဲလို့မှလည်းဒီတိုင်းပဲ အတန်ဆက်ဆက်ဒီနဲ့ကာဒစီလုံးအပေါ်မှာဘောက်တေ15ခု15ခုလောက်အပြည့်တင်းပြီးတော့ကထိန်နဲ့လည်းဘာမှမဆိုင်တဲ့သချင်းတွေ၆ဖွင့်ပြီးတော့နေတကာလှဲ့ကြတယ်အဲ့ဒါကြီးကလောဘတွေဖြစ်သွားပြီပေါ့ဒါပေမဲ့အမိဓမ္မမတင်ဘူးတဲ့သူတွေတင်မှုတော့လည်းပဲအမတ်တမတ်နေတဲ့ပုံကိုရကြတော့အဲ့ဒါကိုကုသိုလ်ထင်းနေတာအဲ့တော့ပတ်စံကုန်ချင်းတလုံးကုန်ဆိုပြီးတော့ငွေကို အကန့်အသတ်မထားတော့ဘဲနဲ့အာရဝန်တာနဲ့လှူဒန်းကြတယ်အဲ့ဒါကကုသိုလ်မဟုတ်ဘူးလှူတယ်လို့စကားလုံးလက်လက်လေးသုံးပေမဲ့တကယ်တော့ဒါနကုသိုလ်မဖြစ်ဘူးနော်အဲ့ဒါတွေကလောဘလို့ခေါ်တဲ့အကုသိုလ်မျိုးတွေပေါ့အေးအဲ့ဒီတော့အဘိဓမ္မာသင်ထားမယ်ဆိုလို့ရှိရင်အော်ဒါတွေကအကုသိုလ်တွေပဲလို့သိရမယ်ဆိုလို့ရှိရင်ခြောင်လို့ရတာပေါ့နော် အကုသိုလ်ကိုအကုသိုလ်မဲ့မသိတဲ့အခါကျတော့အာရပါရငွေတွေအများကြီးကုန်ကြခံပြီးလုံးမိနေကြတယ်ပေါ့။ဒါကြောင့်ပျော်ပွင့်ရွှင်ပွဲအစိုးအငိုတွေဟာကုသိုလ်ရတဲ့ကိစ္စမဟုတ်ဘူးလို့သိစေချင်တယ်။ဒါနမူနာတစ်ခုပြောပြတာပေါ့နော်ဒါတော့နောက်တစ်ခါတချို့ကကုသိုလ်ကိုလည်းအကုသိုလ်ထင်နေတာမျိုးလည်းရှိသေးတယ်။ဥပမာပေါ့ဖယားမီးပူဇော်တယ်၊စီမီးပူဇော်တယ်၊ဖျောင်းနိုင်ထုံးတယ်။ဖျောင်းနိုင်ထုံးရင် ိုးကောင်လေးတွေကြမယ်လေညမောင်မောင်မမီးထုံးတော့ပိုးလေးတွေလာပြီးတော့ပိုးပလံမျိုးမီးကိုတို့ကိုကျိုးနေခဲ့ပြီဆိုတဲ့အတိုင်းပဲဖျောင်းနိုင်လေးမှာအလင်းလင်းရှိနေတော့ပိုးကောင်လေးရဲ့လာနာကြတော့သေးကုန်ကြတယ်အဲ့တော့တချို့ကနားမလဲတော့ဩဖျောင်းတိုင်းမီးထုံးရအကုတုလို့ပြောကြပြန်တယ်ဖျားမီးမထုံးနဲ့ဖျားမီးမပူဆောင်နဲ့အကုတုဖြစ်တယ်အပြစ်လို့လဲပိုးကောင်လေးသေးလို့တဲ့အမိတမနားမလဲတာပေါ့နော် ဲ့တော့ကိုကဒီပိုးတွေသေးပါစေဆိုတဲ့စိတ်နဲ့ထုံးနာမှာမဟုတ်ပဲလေမြတ်စွာဘုရားကိုအလင်းနဲ့ပူဇော်တာအဲ့တော့မြတ်စွာဘုရားကိုပူဇော်တဲ့စိတ်တစ်မျိုးလေးပဲရှိနေတာအကောင်တွေသေးပြီစေဆိုပြီးတော့အကောင်တွေအပေါ်မှာသေးစေလိုတဲ့စိတ်အနည်းငယ်မှမပါဘူးလေအဲ့လိုဆိုရင်ဘယ်လိုလုပ်အကုသို့ဖြစ်မှာလဲနော်အကုသို့မဖြစ်ဘူးပေါ့အဲ့ဒါကြောင့်ဦးဇင်းတို့အဘိဓမ္မာသိထားတဲ့အခါကျတော့ အကုသိုလ်ကိုအကုသိုလ်မှန်သိပြီးတော့ခြောင်ချားလို့ရတယ်။ကုသိုလ်ကိုကုသိုလ်မှန်သိပြီးတော့ရဲရဲဝံ့ဝံ့လုပ်လို့ရတယ်လို့ဆိုလိုတယ်။ဒါကြောင့်အမိဓမ္မာသိတာတတ်တာမမှားဘူးပေါ့နော်။အေးဒီနေ့အဲ့ဒီအမိဓမ္မာတရားတွေထဲကတတိအကြောင်းကိုဟောကြားပေးမှဖြစ်တယ်ပေါ့။အဲ့တော့တတိဆိုတာအမှန်ရခြင်းလို့ဘာသာပြန်လေးရှိကြတယ်။ဘာတွေကိုအမှန်ရတာလဲဆိုတော့ကိုပြုတ်ထားခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုအမှန်ရတာ။ ဘယ်တော့ကတော့တို့တွေဘလို့ကုသိုလ်လုပ်ခဲ့တယ်ဥပုပ်တင်းစောင့်ခဲ့တယ်ရိတ်သားတွေဝင်ခဲ့တယ်ဘလို့တွေဌာနကုသိုလ်တွေလုပ်ခဲ့တယ်ဆိုပြီးတော့ကိုလုပ်ခဲ့တဲ့ကုသိုလ်တွေကိုပြန်ပြန်ပြီးတော့အမှတ်ရနေတာအဲ့ဒါတတိကောင်းတယ်ပေါ့နော်အဲ့ဒါကကောင်းတဲ့တတိအမိဓမ္မသဘောတရားအရတတိလို့ပြောလိုက်ရင်ကောင်းတဲ့ကိစ္စမှာဖြစ်တဲ့တတိပဲနော်အဲ့တော့ကိုလုပ်ခဲ့တဲ့ကုသိုလ်တွေကိုတတိရနေတာအမှတ်ရနေတာဒါတတိ နောက်တစ်ခါဖယားဂုံတွေတရားဂုံတွေတန်ခါဂုံတွေကိုပတိယနေတာအဲ့ဒါလည်းတတိပဲလေဒါကြောင့်ဗုဒ္ဓနုတတိဓမ္မနုတတိတန်ခါနုတတိလို့စာပေထဲမှာသုံးတယ်ဖယားဂုံတော်ကိုထက်ခါထက်ခါတတိယနေတယ်တရားဂုံတော်ဒီကိုထက်ကထက်ကတတိယနေတယ်။တန်ခါဂုံတော်ဒီကိုထက်ကထက်ကတတိယနေတယ်။အဲ့ဒါလည်းတတိပဲပေါ့။နောက်ကပ္ပဌာန်းဒီအာထုတ်တဲ့အခါမှာ ကမ္မထံအာယုံကနေစိတ်လွင့်ထွက်မသွားအောင်တတိနဲ့စောင့်ဖမ်းနေရတာနော်ကမ္မထံအာယုံကိုစွစွဆိုင်ဆိုင်နဲ့အာယုံပြုတ်နေအောင်ကြိုးစားနေရတာအဲ့ဒါလည်းတတိပဲပေါ့အဲ့တော့အမှတ်ရတာဟာကောင်းတဲ့ကိစ္စတွေကိုအမှတ်ရနေတာတတိဖရဲကုံတရားကုံတန်ခါကုံတွေကိုအမှတ်ရနေတာတတိကမ္မထံအာယုံကနေလွင့်ထွက်မသွားအောင်ကမ္မထံအာယုံမှာပဲစိတ်ကိုစွဆိုင်နေအောင်ရှုမှတ်နေတာလည်းတတိပဲပေါ့ ဒါကြောင့်တတိပဋ္ဌံတရားဆိုပြီးတော့သစ္စာဘုရားဟောကြားတော်မူခဲ့တာရှိတယ်လေ။အေးအဲ့တော့တတိလို့ပြောရင်ကောင်းတဲ့ကိစ္စမှာဖြစ်တဲ့အရာကိုဆိုလိုတယ်လို့နားလည်ရမယ်။တချို့တတိအတုဆိုတာရှိသေးတယ်။ဒါကြောင့်ခုနကအဘိဓမ္မာသိရင်ကောင်းတယ်ဆိုတာနော်။တတိအတုဆိုတာကမကောင်းတဲ့ကိစ္စတွေကိုတတိရနေတာ။တချို့ကမိသားစုတွေကိုလွမ်းတယ်ခရီးတွေပါနေသွားတဲ့အခါမှာ မိသားစုနဲ့ခွဲခွာရတဲ့အခါမှာအမေကိုလွမ်းတယ်အဖေကိုလွမ်းတယ်သားသမီးတွေလွမ်းတယ်မိမိတွေကိုလွမ်းတယ်သမီးကြီးစားတွေဆိုရင်လည်းအချင်းချင်းလွမ်းကြတယ်ဆိုတော့အဲ့ဒါတွေကအဲ့လိုလွမ်းတာကတတိမဟုတ်ဘူးပြောတဲ့အခါကျတော့တတိရတယ်လို့ပြောကြတာပေါ့နော်ငါနင်းကိုတတိရတယ်ငါမင်းကိုတတိရတယ်ငါသားကိုတတိရတယ်အမေဖေကိုတတိရတယ်လို့သုံးကြတယ်အဲ့ဒါကတတိအစစ်မဟုတ်ဘူးတတိအတုပညာလို့ခေါ်တယ်ပညာနော်တချို့နေရာမှာကျတော့အာဟုတုဝိတက်အာဟုတုအတွေးတွေဖြစ်တယ်ပေါ့ เนาะအဲ့ဒါကြောင့်ပန်ယောဇဉ်သဘောမျိုးအနေနဲ့ပတိယတာမျိုးတွေကပတိတရားအစစ်မဟုတ်ပါဘူးပတိအစစ်ဆိုတာကကုသိုလ်ကိစ္စတွေမှာတတိယနေတာเนาะငါတို့မနေ့ပြန်ကုသိုလ်တွေဘာတွေဘာတွေလုပ်မယ်နောက်တလဆိုရင်ဘာကုသိုလ်တွေလုပ်မယ်နောက်နှစ်ဆိုရင်ဘယ်လိုကုသိုလ်တွေလုပ်မယ်ပဏိကဘာတွေလုတ်ခဲ့တယ်အဲ့လိုမျိုးအမှတ်ရနေတာမျိုးကိုမှတတိအစစ်လို့ခေါ်တယ်။ပိုင်ရောစဉ်ကိစ္စနဲ့ပတ်သက်ပြီးတတိရနေတာကျတော့တင်ညာလို့ခေါ်တယ်။အကုသို့အတွင်းလို့လည်းခေါ်တယ်။ တချို့ဆိုရင်ဒေါသနဲ့ပတ်သက်တဲ့အတွေးတွေရှိသေးတယ်။ဘသူကတော့ငါ့ကိုဘလို့နှိပ်စက်ထားတာ။တနေ့ကျရင်ငါကလည်းစားရှိမယ်ဆိုအဲ့ဒါကြတော့တတိအစစ်မဟုတ်ဘူးပေါ့နော်။ငါ့ကိုဘယ်တော့ငါဘလို့နှိပ်စက်ထားတာ။ငါပစ္စည်းကို तू ကဘလို့ခိုးထားတာ။ငါတို့ကဘလို့အနိုင်ကျင့်ထားတာ။ငါ့ကိုဘလို့ပြောထားတာဆိုတာမျိုးသတိရနေတယ်။မကောင်းတဲ့ကိစ္စမှာလောဘနဲ့သတိရနေတယ်ဒေါသနဲ့သတိရနေတယ်အဲ့ဒါတွေကပညာလို့ခေါ်တယ်သူတို့ဝိတက်လို့လည်းခေါ်တယ်။နော်။အဲ့တော့ နှစ်မျိုးခွဲရမှာဖြစ်တယ်တတိအစစ်သည်ကောင်းတဲ့ကိစ္စမှာအမှတ်ရနေတဲ့သဘောလို့နားလည်ပါတတိအတုသည် မကောင်းတဲ့ကိစ္စတွေမှာအမှတ်ရနေတဲ့သဘောလို့နားလည်ပါနော်တကယ်တော့အကုသိုလ်တတိအမိခံတဲ့အကုသိုလ်တင်ညာတာဖြစ်တယ်အကုသိုလ်ဝိတက်တဲ့အတွေးတွေဖြစ်တယ်ပေါ့ကြည့်နော်အဘိဓမ္မာမသိတဲ့သူကကြတော့အမေကိုလွမ်းတာကောင်းတယ်အဖေကိုလွမ်းတာကောင်းတယ်တတိလို့ထင်ကောင်းထင်နေတတ်တယ်မဟုတ်ဘူးဒါအကုသိုလ်ပဲလို့လွမ်းနေတဲ့ခါကျတော့စိတ်မချမ်းသာဘူးလေစိတ်ဆင်းရဲတယ်ပေါ့ မပြောဘူးလေမပြောနိုင်တော့ဘူးလေနော်ဘလို့လို့ကုသိုလ်ဖြစ်မှာတော့ကုသိုလ်ဆိုတာကစိတ်ကိုရှင်လန်းစေတယ်ကြည်လင်းစေတယ်လေအကုသိုလ်ဆိုတာကစိတ်ကိုမရှင်လန်းစေဘူးညှိုးနှွမ်းစေတယ်လေကုသိုလ်နဲ့အကုသိုလ်ကအဲ့လိုဆန့်ကျင်ပါကြည့်နော်အေးကောင်းပြီအဲ့ဒါကြောင့်အဘိဓမ္မာသိထားတော့ကောင်းတာပေါ့အမှားနဲ့အမှန်ကိုခွဲခြားသိနိုင်တယ်လို့ဆိုလိုတယ်အဲ့တော့တတိတရားဒီအလွန်အရေးကြီးတယ်ညမြတ်စွာဘုရားတတိကို အမြဲတမ်းလိုအပ်တယ်လို့ဟောတော်မူတယ်တတိန်ခွဟံဘိကဝေတပ္ပတိကဝရမိဆိုတာတတိကိုနေရာတကာမှာလိုတယ်ဒါနကိစ္စမှာလည်းတတိလိုတယ်သမထဘာဝနာဝိပဿနာဘာဝနာကိစ္စတွေမှာလည်းတတိလိုတယ်ဝိပဿနာပဲအာထုအာထုသမထပဲအာထုအာထုတတိလိုတယ်အဲကြောင့်တတိဆိုတာပို့သွားတယ်လို့မရှိဘူးတတိကောင်းနေပို့ကောင်းနေပဲ တော့မြတ်စွာဘုရားအကျဉ်းချင်းပြောခဲ့တဲ့စကားတစ်ခုကတော့အပမဒေနမိကဝေတမ္ပါဒေထာဒီအပမဒေနတမ္ပါဒေထာဆိုတဲ့စကားတတိကိုပြောတာပဲပေါ့မမေ့မလျော့တဲ့တတိကုသိုလ်ကိစ္စတွေကိုမမေ့မလျော့ပြုလုပ်ကြဖို့တိုက်တွန်းထားတဲ့တတိနော်အဲ့တော့မြတ်စွာဘုရားရှင်ပြိဋိဘံဆိုင်ကနိမတော်မှာခန္ဓာတဏိမိကဝေအာမန္တယာမိဝဝရဓမ္မသင်္ခါရအပမဒေနတမ္ပါဒေထာယုံနဲ့သင်္ခါရတရားတွေရာပြည့်စုံခြင်းသဘောရှိတယ် မမေ့မလျော့မပေါ်မစနေခဲ့ကြလို့ပြဿနာပြရမှာတတိပဲပေါ့ဒါကြောင့်တတိဘလောက်အရေးကြီးသလဲဆိုတာကိုပိတ္တကတ်ဒီမှာဖတ်ကြည့်လေ့လာကြည့်တွေ့နိုင်တယ်အဲကြောင့်တက္ကရကမများအနေနဲ့မကောင်းတဲ့ကိစ္စတွေမှာတတိရနေတာမျိုးတွေအကုသို့လို့မှတ်ပြီးတော့မတွေးပါနဲ့နော်မတွေးပါနဲ့ငါ့ကိုဘသူကဘလို့လှုပ်ထားခဲ့တာဆိုပြီးတော့ဒေါသနဲ့မတွေးနဲ့လောဘတွေနဲ့မတွေးနဲ့အင်းကုသို့ကိစ္စတွေဆိုတော့တွေးအင်းငါတို့မနေ့ကဘလို့ကုသို့လှုပ်ခဲ့တာ နောက်ပြန်ကြရင်ဘာတွေကုသိုလ်လုပ်ကြအောင်မယ်အဲ့ဒါတွေကတွေးကောင်းတယ်မနစ်ကတော့ဒီတရားစခန်းဝင်ခဲ့တာဉာဏ်တွေဘလို့ဒီတက်လာခဲ့တယ်ရလာခဲ့တယ်ဒါတွေကတွေးကောင်းတယ်မြတ်စွာဘုရားခုံတော်ဒီကိုတွေးအော်ဘုရားရှင်ဒီဘလို့ခုံတော်ဒီနဲ့ပြည့်စုံတယ်တရားတော်တွေကဘလို့ခုံတော်နဲ့ပြည့်စုံတယ်တန်ခါတော်တွေကဘလို့ခုံနဲ့ပြည့်စုံတယ်အဲ့ဒါတွေကတွေးကောင်းတယ်အဲ့ဒါကတတိအစစ်ပဲနော်ကမ္မထအားထုတ်တဲ့အခါမှာကမ္မထအာယုံကလွတ်မသွားအောင်တတိနဲ့စောင့်ကြည့်အဲ့ဒါကောင်းတယ်ပေါ့အေးဒါကြောင့်ဥစဉ်တို့ မိမိတန်တန်မှာအမတ်ရနေခြင်းသဘောဒီတတိလို့ဆိုပေမဲ့တတိအတုလားအစစ်လားလို့ခွဲခြားနားလည်ထားရင်အစစ်ကိုများများပွားများအောင်ကြိုးစားအတုကိုကြတာမဖြစ်အောင်ကြိုးစားဖြစ်လာခိုင်းရင်လည်းချက်ချင်းပဲပေါ့ဒီတော့ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမိမိတို့တန်တန်မှာကောင်းတဲ့သဘောနဲ့မကောင်းတဲ့သဘောဟာနော်အလှကြဖြစ်ပေါ်နေတယ်တခါတလေကောင်းတဲ့သဘောတွေဖြစ်တယ်ကုသိုလ်တခါတလေမကောင်းတဲ့သဘောတွေဖြစ်တယ်အကုသိုလ် ရသမားဖြင့်ပုထုဇဉ်တတ္တဝါတွေကမကောင်းတဲ့သဘောအကုသိုလ်သဘောတွေအဖြစ်များတယ်။အဲ့ဒါကိုတတိနဲ့စောင့်ကြည့်ပြီးတော့ထိရမှာဖြစ်တယ်ပေါ့နော်။တတိနဲ့စောင့်ကြည့်ပြီးထိရမှာဖြစ်တယ်။အကုသိုလ်အဖြစ်များတဲ့အတွက်ကြောင့်အကုသိုလ်အဖြစ်နည်းသွားအောင်ဖြစ်နိုင်လုံးလုံးမဖြစ်အောင်တတိနဲ့စောင့်ရမှာဖြစ်တယ်ပေါ့။ဒါကြောင့်ဒီနေ့အလို့ရှင်များနေ့တကွာဓမ္မမိတ်ဆွေများအားလုံးမိမိတို့တန်တန်မှာတရားစိုးတွေမကောင်းတဲ့သဘောတရားတွေမဖြစ်အောင်တတိနဲ့ထိမ့်သိမ့်စောင့်ချောင်းပြီးတော့ကောင်းတဲ့တရားတွေအဖြစ်များအောင်စူးစမ်းအထောက်ပြီးတော့ ြတ်စွာဘုရားအဆုံးမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပို့နိုင်တဲ့အမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း။